ြစ်ထိုက်တဲ့စိုးရိမ်မှုပဲ။ဘာလို့ဆိုတော့ဒါလက်တွေ့အတွေ့အကြုံမှာရှိနေတဲ့ကိုယ်စိတ်လေးနဲ့တွေ့ကြ။အဲ့တော့အခုအချိန်မှာရော energy ကနိုင်ပြီးတော့ဥစဉ်လိုဖြစ်မှာလား။ကျွန်တော်တို့အနေနဲ့တော့အဲ့ဒီလိုဖြစ်မယ်လို့မစိုးရိမ်။ဒါပေမဲ့ဘာမှမဖြစ်ဘူးလို့ကျွန်တော်ပြောနေတာတော့မဟုတ်ဘူး။ကိုယ်စိတ်နဲ့ပုံစံနဲ့အခုရှိတဲ့ပုံစံနဲ့မကိုက်ဘူး။ဖြစ်လို့မရဘူး။ နော်အခုကာဝေးသူကျော်ကဘလို့ပြောလဲသမရဘလို့ပြောလဲနော်ဒါလည်းအများကြီးရှိတာဆောကိုယ်စိတ်နဲ့ပုံစံတော့မဖြစ်ဘူးသို့တော်တခြားတစုံတို့ကဆိုလာတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့လည်းပြည်သူလိုပဲဆိုရပါတယ်နော်အဓိကကျွန်တော်တို့ပြောချင်တာကပြည်သူရောကျွန်တော်တို့ရောအားလုံးအားလုံးတော့နိုင်ငံရေးစိတ်ညာညီညွတ်တော့ချစ်ကြဖို့လိုတယ်ဒါနာမည်ရုပ်ောက်ပဲပြီးကိစ္စတွေပါ များကြီးသက်ဆိုင်ပါလိမ့်မယ်လို့ဒီမှာယူကဝယ်ပြီးအနိုင်သွားတဲ့နိုင်ကြီးအနေနဲ့နိုင်ကြီးပဲဆိုနိုင်ကြီးရတယ်နှစ်မျိုးရှိတယ်အချမ်းမျိုးပေါ့တစ်မျိုးကအများစုနိုင်တစ်မျိုးကအနည်းစုအဲ့တော့နိုင်ကြီးတစ်ခုဆိုလို့ပုံစံတစ်ခုတည်းဖြစ်မှာပေါ့အများစုနိုင်လေကျွန်တော်တို့အနာလွဲပြောင်းရင်းနဲ့ပတ်သက်ပြဿနာရှိတယ်ကျွန်တော်ဘာလို့ပြဿနာရှိလဲပြောလို့ကျွန်တော်တို့ ဥဒ္ဓမာယူကောက်ဝဲလုပ်တယ်တောင်းတစ်ယူကောက်ဝဲပြီးတော့အာနာအနိုင်ရတာဥသိမ့်စိန်လို့ပါတယ်ဥသိမ့်စိန်ကဘုရားဖြစ်တယ်အဲ့ဒီပါတီပဲရလာတယ်အားလုံးဒီတခါအခုဒီမှာလုပ်တယ်ကကြာကောင်းကြီးအနိုင်ရတာပါတော်စားစုကြီးကောင်းဆောင်တယ်အဲ့နဲအဲ့တော့အာနာရွေးပေးရမှာကျွန်တော်တို့ပခုံးအောင်အဖွင့်တရားအောင်ပေါ့ကျွန်တော်နိုင်ကကြီးရလွယ်เนาะအဲ့တော့ဒီနေရာမှာ အနန္တွေးပြောင်းရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထင်တယ်နှိမ့်နိုင်မှာလို့ပါဘာလို့နှိမ့်နိုင်မှာလဲအနာကြီးပဲမဟုတ်တိုင်းကြည့်တယ်ကြည်လူလူစုတယ်ကျွန်တော်နှိမ့်နိုင်မှာလို့လဲ90နှစ်ပုံစံမဟုတ်ဘူးနသူကြိုက်တဲ့ပုံစံတခုဖြစ်နေတယ်ဘုရားကျွန်တော်ကြိုက်တဲ့ပုံစံတခုနဲ့တန်းနှိမ့်ကြကျွန်တော်တခုပြောချင်တာကျွန်တော်တို့ရဲ့အမျိုးသားဒီမိုကရေစီခွဲချုပ် ADA အာနာဟိုအာနာသိမိတဲ့အခါမှာစတင်ဖွဲ့စည်းတဲ့အချိန်ကစအမျိုးသားရင်ကြားစီရေကိုကျွန်တော်ကြည့်ချင်ဒီနေ့လဲဒီမူဝါဒရုပ်ောက်ပွဲပြီလို့အခုနအနိုင်ကြီးအနေအများပုံကလည်းကျွန်တော်ဒီဝါဒပါအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်တို့ ਨੇ တင်ကြီးတင်ညွတ်တဲ့เนาะဒီဟာတွေကိုရင်ဆိုင်သွားဖို့လို့ကျွန်တော်အဲ့လိုတိုက်တွန်းနေပါ